လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်လောက်ကလေယာကိုင်းကျွန်းလုပ်ငန်းတွေကိုလုပ်ကင်နေကြတဲ့နေမျိုးလေးတစ်ခုမှာလေပိုင်ရှင်မျိုးမျက်နှာဖုံမိသားစုတစုရှိပါတယ်။လေပိုင်ရှင်မှာတားတယောက်တမီးတယောက်ပဲရှိတာကြောင့်တားဖြစ်သူကိုမျိုးကကောလိပ်ကျောင်းမှာကျောင်းထားပြီးတော့အရန်ကိုမြောက်စားထားကြပါတယ်။အဲဒီခေတ်တုန်းကပညာတတ်တွေလည်းနဲတာမို့လို့ကောလိပ်တက်တဲ့သူဟာတကယ့်ကိုမြင့်မားသူပါ။ ဒါဖြစ်သူကိုဘသူနဲ့မှမတူမတန်အထက်တန်းစားပညာတတ်နဲ့ပဲပေးစားမယ်လို့လဲပိုင်ရှင်တထိမိသားစုကအမြဲတမ်းကြွေးကြော်လေးရှိပါတယ်။သမီးကတော့ចောင်းဆက်မတက်ဖ ೇನೆ ။သမီးဖြစ်သူကတော့ចောင်းဆက်မတက်ဖ ೇನೆ ။နေပွဲယုံမှာဦးစီးပြီးတော့လောက်ကင်နေပါတယ်။သူတို့လယ်ထဲမှာအလုတ်သမလေးခင်ခင်ဆိုတာရှိပါတယ်။ခင်ခင်ကဒီနယ်ရဲ့ပတ်ဝန်းကျင်ကရွာငယ်လေးကလာရောက်နေထိုင်သူဖြစ်ပါတယ်။သူ့မှာကအမေအိုကြီးတယောက်လည်းရှိပါတယ်။ဆွေမျိုးသားချင်းလည်းမရှိရှာပါဘူးသူတို့လေနာလေးကတဲလေးမှနေရရှာပါတယ်ဆင်းရဲချွတ်တဲ့ပဲခင်ခင်ကရုပ်ရည်ချောမောလပလာပါတယ် ယူသားကြိုးစားသူလည်းဖြစ်ပါတယ်အသက်ကလေးကလည်း20ကျော်ဆိုတော့လဲပိုင်ရှင်ရဲ့တမိဖြစ်သူဟာခင်းခင်းကိုကောက်ဆိုင်လို့မလုပ်စေဘဲနဲ့ပွဲရုံကိုခေါ်ကပယ်နံချိန်တွေတဲ့အလုပ်ကိုခိုင်းခဲ့ပါတယ်သူပေးတာယူသူကြွေးတာစားတာနဲ့ခင်းခင်းကအရင်လိုစုတ်ချသူမဟုတ်တော့ဘဲနဲ့အလွန်လပတဲ့မိမပြိုလေးဖြစ်လာခဲ့ပါတယ်စပင်းနေကလည်းရှီလျားလာပြီးတော့ကြော်ရှင်းလာတဲ့သူ့ရဲ့နှာရန်လေးကပေါ်နေပြီးတော့မျက်လုံးလေးတွေကလည်းအလွန်လပလာပါတယ်ကုံတဲ့တချို့ကလဲပိုင်ရှင်တထေးရဲ့တမိလို့တောင်အထင်မှားကြပါတယ်တနေ့မှာတော့မြို့ကိုကြောင်းသွားတက်နေတဲ့တထေးသားပြန်ရောက်လာခဲ့ပါတယ်ကြောင်းပေးရဖြစ်တာကြောင့်မိဘရင်ပြန်လာ ာပြီးတော့အိမ်လုတ်တွေကိုဝိုင်းကူလုံနေတဲ့တထေးသားဟာအလုတ်လုံနေတဲ့ခင်းကင်းကိုတွေ့သွားခဲ့ပါတယ်။ရုပ်ကလေးချောပြီးတော့အနေအေးတဲ့ခင်းကင်းကိုသူဟာမြင်မြင်ညင်မဲ့ချစ်သွားခဲ့ပါတော့တယ်။ပွဲရုံလုတ်ကိုဝိုင်းကူလုံနေတဲ့တထေးသားဟာခင်ခင်နဲ့အနေနီးပြီးတော့တမီးကြီးစားဘွားကိုပင်ရောက်သွားခဲ့ပါတယ်။ကျောင်းပိတ်တုံးကာလမှာမိဘတွေမသိအောင်တွဲကြပြီးတော့မြို့ကိုပြန်သွားခဲ့ပါတယ်။ဒုတိယအကြိမ်ကျောင်းသားလို့ပြန်ရောက်လာတဲ့အချိန်မှာတော့သူတို့ချစ်ကြိုက်နေတာကိုမိဘတွေသိရှိသွားကြပါတယ်။မောင်းမာလာတဲ့တထေးကတော်ကသူ့သားဟာပညာတတ် ရုပ်ချောဂုံရှိတဲ့သူဖြစ်တာကြောင့်ကုံတယ်ကြီးများကတမတ်တော်ကျင်နေက ြကြောင်းမြို့မှာအရာရှိသမီးများကပဲကြိုက်နှစ်သက်ကြကြောင်းကြွားလုံးထုတ်ထားပြီးကမှဆွေမျိုးမရှိဂုံမရှိတဲ့အလौတမနဲ့ကြိုက်နေတော့ဒေါသပုံထပါတယ်သူတို့နှုတ်ဦးကိုလည်းအတင်းခွဲပြီးတော့ခင်ခင်ကိုအလौထုတ်ပြီးတော့ရွာကထွက်သွားဖို့ပြောခဲ့ပါတယ်ဒါပေမဲ့လည်းအချစ်ကြီးသူနေရာကအခက်ခဲကြားကနေခိုးပြေးပြီးတော့လူသူဝေးလာတဲ့ရွာကလေးမှာတိတ်တဆိတ်ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်တထေးသားဟာအချိန်တော်ကြာတဲ့အထိအဆက်အသွယ်ဖျက်ထားပြီးတော့ကြောင်းလည်းမတက်တော့တာကြောင့်မိဘတွေကအလျှော့ပေးပြီးတော့ပြန်ခေါ်ထားကြရပါတော့တယ်ဒါရဲ့မင်းတော်တိုင်းခင်ခင်နဲ့သာပေါင်းသင်းနေထိုင်မှာ ဒါပေမဲ့ကောလိပ်တော့ပြန်တက်ရမယ်သားအမေတို့လည်းတားတို့သဘောတူပါတယ်ကွယ်မခွဲတော့ပါဘူးနော်တာလီနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်မြို့ကိုသွားလို့ရှိရင်ခင်ခင်ကိုပါတပါးလဲခေါ်သွားမယ်ဗျာခင်ခင်ကိုခေါ်သွားတော့ငါသားလေးရမြို့မှာအဆောင်တီးတန်ငါပြီးနေရမှာပေါ့ကွယ်ဒီမှာပဲထားခဲ့ပါတားရဲ့တားကကုစားဘဲကိုအာယုံဆိုင်လीနော်ပြီးလို့ရှိရင်တားပြန်လာပေါ့တထေးကတော်ကလည်းအချိုတက်ပြီးတော့သူမရဲ့အကြံစီတိုင်းပြန်ခေါ်လာပါတယ်အဲ့လိုနဲ့တထေးသားမြို့ကိုသွားပြီးတော့ကြောင်းတက်နေချိန်မှာပဲအဲ့လိုနဲ့တထေးသားမြို့ကိုသွားပြီးတော့ကြောင်းတက်နေချိန်မှာပဲရုံးမှာကောက်ကျစ်လာတဲ့တထေးမိသားစုဟာ ခင်ခင်ကိုအစိတ်ခတ်ပြီးတက်လိုက်ကြပါတယ်။ရုပ်လောင်းကိုတော့သူတို့ချန်ကြီးရဲ့အနောက်ဘက်ခြုံွယ်နားလေးမှာမြုပ်နှံထားလိုက်ကြပါတယ်။အရင်နောက်မှာတော့ခင်ခင်ကသူ့သားကြောင်းတက်တက်မျိုးကိုလိုက်သွားရင်းနဲ့ဆက်လီမောက်ကစုံးမိဆိုတဲ့တရင်ကိုဖျက်လိုက်ကြပါတယ်။ရွာမှာနေထိုင်နေတဲ့ရိုးသားလာတဲ့ခင်ခင်ရဲ့မိခင်ကြီးကလည်းယုံရှာပါတယ်။သူတို့တွေကပဲတနားညာတာတလို့နဲ့ငွေကြီးတွေတောင်ထောက်ပံ့ပေးလိုက်ပါသေးတယ်။ဒါပေမဲ့လည်းခင်ခင်ကချန်ကြီးရဲ့အနောက်ဘက်ခြုံွယ်မှာရှိနေပါတယ်။ခင်ခင်ကအလွန်ပြင်းတဲ့အစိတ်တွေတောက်မိပြီးတော့ဝေဒနာပြင်းစွာခံစားရင်းနဲ့တေခဲ့ရရှာပါတယ်။ခင်ခင်အလောင်းကိုမြုပ်ထားတဲ့အလုတ်သမားများကခင်ခင် င်လောင်းကိုမြုပ်တဲ့အလုတ်သမားတွေကကြောက်ရွံ့စွာလှုပ်လိုက်ရပြီးတော့အလောင်းကိုတေးကြပဲမစစ်ဆေးနိုင်မနဲ့ရှေလျားလာတဲ့ခင်းခင်းစပယ်တချို့ဟာမြေကြီးပေါ်မှာပေါ်လျက်ရှိနေခဲ့ပါတယ်။အဲဒီနေရာကလည်းလူသူရောက်ပေါက်နေလာတဲ့ခြံကြီးရဲ့အနောက်ဘက်မှာဖြစ်ပါတယ်။အဲဒီစပင်စားတွေကိုလည်းဘယ်သူမှမမြင်ကြပါဘူး။ထိုနေရာရဲ့ဘေးမှာတော့အုံမင်တပင်ရှိပါတယ်။အခြားသီးပင်စားပင်တွေမရှိတာကြောင့်အဲဒီနေရာကိုလူသူရောက်ပေါက်နေတာလည်းဖြစ်ပါတယ်။တခြားသီးပင်စားပင်တွေမရှိတာကြောင့်လည်းအဲဒီနေရာကိုဘယ်သူမှမလာကြပါဘူး။ဒါပေမဲ့လည်းနောက်ရက်တွေမှာတော့ထိုအုံမင်ကြီးနာမှာစပင်အရှိကြီးနဲ့မင်းကလေးတယောက်ရက်နေတာကိုတွေ့ကြရပါတယ်။တညမှာတော့လ ဲသမားတယောက်ဟာထင်းများသွားပို့ပြီးတော့အဲ့ဒီအင်ကြီးရဲ့ရှေ့ကနေဖြတ်မောင်းလာခဲ့ပါတယ်။အင်ရှိနားကိုရောက်တော့ဇမင်ရှေ့နဲ့မိန်းကလေးတယောက်ဟာရက်နေပြီးတော့လဲကိုတားပါတယ်။လဲသမားကလည်းတရေဥပတ်တဲ့အင်ကဖြစ်တယ်ဆိုပြီးတော့ရက်ပေးလိုက်ပြီးတော့ဟဲ့မိန်းကလေးငါလဲကိုဘာလို့တားရတာလဲ။ကျမလဲကြုံလိုက်မလို့ပါရှင်။နေစမ်းမအောင်ဟဲ့။နေကဘသူတော့တရေအင်ရလား။ညကတော်တော်မောင်းနေပါတယ်။လာမိုင်းညလည်းဖြစ်တာကြောင့်ရက်နေတဲ့နေရာကလည်းမျက်နှာကိုကွယ်နေလေတော့လဲသမားကမမတ်မိပါဘူး။ဟုတ်ပါတယ်ရှင်။ကဲကဲကဲအဲ့ဒါဆိုလို့ရှင်လဲတက်ဟာ။ငါတောင်ပိုင်းကိုသွားမှာနော်။နေကဘယ်ထိလိုက်မှာလဲ။ရပါတယ်ရှင်။ ကျမအုံးချစ်ရွာကိုသွားမှာပါ။ဟာညီးသွားမဲ့နေရာအဝေးကြီးပဲဟာ။ညဘက်ကြီးကိုဘာတော့သွားမှာလဲ။တထေးအိမ်ကတယောက်ယောက်ကိုမြင်းနဲ့လိုက်ဖို့ခိုင်းလိုက်လေရတဲ့ဥစ္စာ။နင်းကအလုသမားအတက်လား။နွားလေးသမားကဆက်စုပဲမလဲ။သူမကဘာမှပြန်မဖြေတော့ပါဘူး။အဲဒီလိုနဲ့ပဲကောင်မလေးကလည်းလဲပေါ်မှာတက်ပြီးတော့ထိုင်ပါတယ်။လဲသမားကလဲကြည့်လိုက်တဲ့အခါမှာတော့သူ့ကိုကြောပေးပြီးထိုင်နေပြီးတော့သပင်များကိုသာမြင်နေရပါတယ်။သူပြောတဲ့အတိုင်းပဲတောင်ပိုင်းတာပေါ်ကိုရောက်တော့အမျိုးသမီးကဆင်းသွားပါတယ်။ပြီးတော့လေခွေးများကြားကဖြတ်လျှောက်သွားပါတယ်။အဲဒီလေခွေးတွေကသွားရင်ခင်ခင်နဲ့သူ့မိခင်နေတဲ့လဲဆောင်တဲကိုရောက်ပါတယ်။အဲဒီနေရာကို အုံကြည့်ရွာလို့လည်းခေါ်ကြပါတယ်။လဲသမားကလည်းအဲ့ဒီမိမကိုကြည်ရင်ကြည်ရင်နဲ့ကြက်သိမ်းများထလာကရွာဘက်ကိုမောင်းပြေးလာခဲ့ပါတယ်။နောက်တနေ့မှာတော့လမ်းကြုံရင်နဲ့တထေးအိမ်ရှိရောက်တဲ့အခါတထေးကတော်နဲ့တွေ့တာကြောင့်အဲ့ဒီအကြောင်းကိုပြောပြပြစ်ပါတယ်။ကျွန်တော်ထင်တော့ညာတွေ့တာခင်ခင်ပဲထင်နေဗျာ။အမလေးဗျာကျွန်တော်အခုမှတွေးမိရဲ့။အဲ့ဒီချိန်မှာပဲတထေးကတော်ကရုပ်ပြတ်သွားပြီးတော့ဟဲဟဲဟဲမဟုတ်တာရှောက်မပြောနဲ့နော်။ तू ကဆက်လီနဲ့ပါသွားလေ။ရှိချင်းရှိလို့ရှိရင်မြစ်ထဲမှာရှိရမှာပေါ့ဟဲ့။နေဒီအကြောင်းတွေရှောက်ပြီးတော့မပြောနဲ့နော်။အာချောင်လို့ကတော့နေငါနဲ့တွေ့မယ်။အဲ့လိုနဲ့တနေ့မှာတော့ထွေင်ကအလုတမတယောက်ကနောက်ဘေးမှာခ ချက်ပြုတ်နေပါတယ်။နောက်ဖေးရေသုံးတဲ့ဆင်အိုးများရှိရာကနေကြည့်လိုက်လို့ရှိရင်တော့ ခြုံရွယ်တွေနဲ့အုံမင်တွေကိုမြင်ရပါတယ်။သူမကအလုံးရှုံနေရင်းကနေသူမကိုတယောက်ယောက်ကကြည့်နေတယ်လို့ခံစားရတယ်ထင်တာကြောင့်လှမ်းကြည့်လိုက်တဲ့အခါမှာတော့အုံမင်နာခြုံအွယ်မှာခင်ခင်တယောက်ရက်နေတာကိုမြင်ရပါတယ်။အဲဒီချိန်မှာပဲအော်ဟစ်ပြီးတော့အိမ်မကြီးစီကိုထွက်ပြေးသွားခဲ့ပါတယ်။မကောင်းမှုတွေကိုပြုလုပ်ထားတဲ့တထေးမိသားစုကတော့အလုံသမားလေးပြောတာကိုကြောက်လဲကြောက်လက်လည်းမခံနိုင်ကြပါဘူး။ပဝင်းကျင်ကတိသွားရင်လည်းထိုနေရာကိုလာရောက်ဆက်ဆူးကြမှာကိုစိုးရိမ်နေကြပါတယ်။အရင်နောက်ပိုင်းမှာတော့အဲ့ဒီအုံမင်နာမှာခင်ခင်ကိုမကြခဏတွေ့ကြရပါတယ်။အိမ်မကြီးထဲမှာနေထိုင်တဲ့တထေးမိသားစုတွေကမတွေ့ကြပဲအလုံသ မားတွေတန်းရမှနေတဲ့သူတွေနဲ့မီးဘူဆောင်ကလူတွေသာတွေ့ကြရပါတယ်အဲ့လိုတွေ့တဲ့6လက်နဲ့ပြောတိုင်းအဲ့လိုမျိုးတွေမကြခဏခင်းခင်းကိုတွေ့တဲ့6လက်နဲ့လို့ပြောတိုင်းသူတို့လောက်ရက်တွေပေါ်မှာဆိုးတာကြောင့်ပြောတော့အလုတ်သမားဟုသမ ्या ကိုအလုတ်ထုတ်ပြကြပါတယ်သူသားပြန်လာလို့အဲ့လိုမျိုးတွေ့တယ်ဆိုတာသိရင်တော့ဒီတိုင်းနေမှာမဟုတ်ပါဘူးပေါ်ထုတ်မှာပဲလို့သိထားတာကြောင့်လည်းဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲသူတို့ကအိမ်ကြီးကိုဖုန်ကြီးတွေဆရာတော်တွေအများတန်းပင့်ပြီးတော့စီးဖြန်းတာတွေပေးရွတ်တာတွေအများလုံးလေးရှိပါတယ်ဒီလိုနဲ့ပဲ10လလောက်ကြာတဲ့အခါမှာတော့ကြောင်းတက်ဆမ်မွေးဝဲဖြည့်ပြီးတဲ့တတိယတာပြန်ရောက်လာခဲ့ပါတယ်အဲ့ဒီခေတ်က စာရီဖုန်းတွေဆက်လို့မရတာကြောင့်ခင်ခင်ရှိသလားမရှိသလားဆိုတာကိုသူအိမ်ရောက်မှသိရရှာပါတယ်သူတို့ကတော့သူတို့ရဲ့လိန်စင်အတိုင်းပဲပြောပြပါတယ်မင်းစီကိုလိုက်သွားမယ်ဆိုပြီးတော့ရွာမြစ်စိတ်ကနေဆက်လီနဲ့ဘူတာကိုတွားတာကွယ် ဇက်လျာပြက်ပြီးတော့မောက်တာပဲဘယ်သူမှမကယ်လိုက်နိုင်ဘူးသားရဲ့အမေတို့လည်းစိတ်မကောင်းပါဘူးကွယ်တတိသားကလည်းစိတ်မကောင်းဖြစ်နေရရှာပါတယ်ဒါပေမဲ့လည်းအိမ်မှာခင်ခင်အတွက်ကုသိုလ်လုပ်ပေးရမယ်ဆိုပြီးတော့အလူလုပ်ဖို့စီစဉ်ပါတယ်အဖွားကြီးကမလုပ်ချင်ပေမဲ့လည်းသူ့သားကိုပြောရမရတာကြောင့်လိုက်ရောလဲရပါတယ်အရင်နေ့မှာပဲအလူအတွက်ဖျားပွဲထိုးဖို့အတွက်ငပြောပွဲအုံးပွဲတွေကိုလုပ်ရပါတယ်အလုသမားအစ်ဖြစ်သူကောင်လေးကလည်းခြံနောက်ဘက်ကအုံးမင်ကြီးရဲ့အုံးသီးတွေကိုတက်ခူးကပွဲပြင်ပါတယ်မနေ့အလူအတွက်ပြင်ထားတဲ့ပွဲတွေကအုံးသီးတွေဟာညဘက်မှာတတောက်တောက်နဲ့အတန်တွေစကြလာရပါတယ် ပထမကတော့အိမ်မွားလူတွေအကုန်လုံးကကြားကြရပြီးတော့ဘသူတောက်ခေါက်နေရလဲဆိုပြီးတော့အတန်လာရစီကိုလိုက်ရှာကြပါတယ်။မိမတရားမကျင်မနက်နဲ့တောက်ခေါက်တာဖះပွဲပြင်ထားတဲ့အဲ့ဒီအုံသီးနားမှာဖြစ်တာကြောင့်အားလုံးကလည်းကြောက်နေကြပါတယ်။ဒါပေမဲ့လည်း၁၂နာရီမတိုင်ခင်မှာပဲအတန်ကပျောက်သွားခဲ့ပါတယ်။မနက်မိုးလေးလို့ဘုန်းကြီးစွန့်ကတရားနာချိန်မှာပဲရွာထဲကမိန်းကလေးငယ်တယောက်ကိုဝိညာဉ်ကဝင်ပူးပါတယ်။ညကသူတို့အားလုံးကြားနေရတဲ့တောက်ခေါက်တံမျိုးနဲ့ခောက်ပြီးတော့ငေါ့တက်တဲ့သူတွေငေါ့တက်တဲ့သူတွေ ဲ့လိုမျိုးပြောဆိုပြီးတော့တထေးသားမိ၃ယောက်ကိုတယောက်ချင်းလက်ညှိုးထိုးပါတယ်ပြီးတော့ခင်ခင်အတန်လိုမျိုးဖြစ်သွားပြီးတော့ငိုယူကတထေးသားကိုဖတ်ပြီးတော့ကျမောက်လေကျမောက်သူတို့တတ်ကြတာမောင်ရဲ့မောင်မရှိတော့မှလေမောင်မရှိတော့မှတတ်ပြကြတာခြံနောက်ဘက်ကအုံးမင်နာမှာအလောင်းရှိပါတယ်မောင်ရဲ့ကျမလေမောင်ပြန်လာအောင်စောင့်နေတာပါမောင်ရဲ့ဒီเจ้าနေလဲပြောပြခြင်းတယ်ကျမဒီရင်ကြီးဘဝင်လို့မရအောင်မောင် အခုမှအုံးသီးမှဝင်ပူးပြီးတော့ကျမလိုက်လာခဲ့တာကျမပြောတော့မယုံလို့ရှင်သွားကြည့်ပါမောင်ရေရွာတွေကလူပရိသတ်တွေကလည်းများနေဖုန်ကြီးကလည်းရှိသူ့သားကလည်းယုံကြည်နေလေတော့သူတို့တွေဘလို့မှမတားဆီးလိုက်နိုင်မနဲ့ခြံနောက်ဘက်ကအုံးမင်နာကိုသူ့သားအပါဝင်လူစုလူဝေးကြီးကရောက်သွားကြပါတယ် ခြုံတွေကိုဖယ်လိုက်တဲ့အခါမှာတော့ဆွေးမြင့်နေတဲ့သဘင်တွေပေါ်လာတာကိုစတွေ့ရပါတယ်။အဲ့ဒီနေရာကိုတူးဖော်ကြည့်တဲ့အခါမှာတော့ခင်ခင်အလောင်းကိုတွေ့ကြရပါတယ်။အရင်ကတည့်ရလို့မရှိမေ့ပျောက်သွားခဲ့တဲ့တနားစရာခင်ခင်ရဲ့အဖြစ်မှန်ကိုသိလဲရတဲ့ရွာသူရွာသားတွေဟာတထေးကြီးနဲ့တထေးကတော်ရဲ့သူတို့သမီးကြံ့ရပါကိုပါတရားဆွဲလိုက်ကြပြီးတော့ဥပဒေတိုင်းပဲအပြစ်ပေးလိုက်ကြပါတယ်။ဒါပေမဲ့လည်းတနားစရာကောင်းလာတဲ့ခင်ခင်နဲ့အချစ်ကြီးသူတထေးသားလေးကတော့ထာဝရခွဲခွာသွားခဲ့ကြရပါတယ်။ဇလန်လေးကတော့ဒီမှာတည်းပဲပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုဆုံးတဲ့အထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကို ည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်